ဘဝတသက်သာအတွက်ရေဒိုကာလဖြစ်တဲ့လက်ရှိအချိန်မှာရော ရေရှိမှာရောငွေကြေးပိုင်းတိုးတက်စေဖို့အထူးသဖြင့်လူငယ်တွေအတွက် ငွေကြေးတုတ်သက်စေဖို့အတွက်ဘလို့ပလန်ချမလဲဆိုတဲ့အကြောင်းလေးကိုအနေငယ်ဆွေးနွေးတင်ဆက်ပေးကြပါမယ်။မင်္ဂလာပါ။ Good Life Investing Channel ကနေကြိုဆိုပါရစေ။ဒီ channel ကနေပြီးတော့မှ Personal Finance ဆိုတဲ့ကိုပိုင်ဘဝငွေရေးကြေးရေးတုတ်သက်ရေးနည်းလမ်းတွေနဲ့ stock ဈေးကွက်မှာရင်းနှီးမြှုပ်နှံခြင်းဤအခြေခံတွေကိုဝေမျှတင်ဆက်ပေးနေတာဖြစ်ပါတယ်။ channel နဲ့အတူလိုက်ပါလေ့လာဖို့ဖိတ်ခေါ်ပါရစေ။ Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါရစေ။လူတယောက်အနေနဲ့အထူးသဖြင့်လူငယ်တွေအနေနဲ့ပေါ့နော်။ ကိုယ့်ရဲ့ငွေရေးကြေးရေးဘိုင်းကိုလမ်းကြောင်းမှန်ပေါ်မှာရောက်ပြီးတော့မှတသက်အသာအတွက်ရှောက်လန်းခြင်းနဲ့ဆိုရင်ရေတို့ပန်းနိုင်နဲ့ရေရှည်ပန်းနိုင်ဆိုပြီးတော့မှနှမျိုးခွဲခြားပြီးသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ရေတို့ကာလဆိုတာကတော့9နှစ်အထိအများဆုံးပေါ့နော်အချိန်အတွင်းဖြစ်ပါတယ်။အဲ့လိုကာလအတွင်းမှာငွေကြေးသွတ်သက်မှုတွေရဖို့အတွက်ဆိုရင်ပထမအဦးဆုံးအနေနဲ့ငွေရှာနိုင်ပြီးဆိုကြတဲ့ကပေါ့နော် emergency fund ကိုစပြီးတည်ဆောက်အောင်မှာဖြစ်ပါတယ် emergency fund အနေနဲ့ဘယ်လောက်ရှိသင့်တယ်လဲဆိုလို့ရှိရင်တော့ ကိုလေးပေါ့နော်လစဉ်ကုန်ကြစည်းရည်ရဲ့3လစာကနေ6လစာလောက်ရှိထားရင်အကောင်းဆုံးဖြစ်တယ်လို့အကြံပြုကြလေးရှိပါတယ်။ဥပမာအနေနဲ့ကကိုကတလောက်ကိုမရှိမဖြစ်အသုံးစရိတ်တွေအတွက်ပေါ့နော်တလောက်ကိုဒေါ်လာ2000လိုတယ်ဆိုလို့ရှိရင် emergency fund 3လစာဆိုလို့ရှိရင်ဒေါ်လာ6000ကိုဆုထားမှာဖြစ်ပါတယ်။ကိုကအခုမှအလုတ်စလုပ်တယ်ဝင်ငွေစရနေတဲ့အချိန်ဆိုရင်တော့ချက်ချင်းပေါ့နော်ဒေါ်လာ6000မဖြစ်နိုင်ပေမဲ့ ဘလောက်ပဲဖြစ်ဖြစ်အရင်ဆုံး emergency fund ကိုဒေါ်လာ900ပဲဖြစ်ဖြစ်တထောင်ပဲဖြစ်ဖြစ်ကိုအရင်ရအောင်စုထားမှာဖြစ်ပါတယ်။နောက်တစ်ခုအရေးကြီးတာကတော့အကျွေးတွေကိုတတိထားဖို့ဖြစ်ပါတယ်။အထူးသဖြင့်အတုံးနှုံးများတဲ့ credit card လိုမျိုးအကျွေးတွေပေါ့နော်ကိုစီကနေငွေထွက်စေမဲ့ပစ္စည်းတွေဝယ်ဖို့အတွက်ယူထားတဲ့အကျွေးတွေဆိုလို့ရှိရင်အမြန်ဆုံးပဲပြန်ဆက်ရမှာဖြစ်ပါတယ် ညာသင်စရိတ်ချင်းငွေတွေလားဒါမှမဟုတ်ရင်တခြားကိစ္စတစ်ခုခုအတွက်ပေါ့နော်အသုံးပြုဖို့အတွက်ယူထားတဲ့ချင်းငွေတွေလား credit card ချင်းငွေတွေလားအဲ့လိုမျိုးတွေရှိတယ်ဆိုလို့ချင်းရင်အမြန်ဆုံးပဲပြန်ပြီးတော့ကြည့်အောင်ဆက်ရမှာဖြစ်ပါတယ်အကျွေးပမာဏကများနေတယ်ဆိုလို့ချင်းရင်ချက်ချင်းနှိပါကွာဆက်ဖို့မဖြစ်နိုင်ဘူးဒါပေမဲ့လတိုင်းနည်းနည်းချင်းစီဆက်သွားတယ်ဆိုလို့ချင်းရင်အကျွေးတွေကြည့်သွားမှာပဲဖြစ်ပါတယ် ကိုရှာဖွေလို့ရလာတဲ့ပေါ့နော်ဝင်ငွေတွေအတွက်ဆိုရင်ဘတ်ဂျက်လုပ်ပြီးတုံးဆွဲတတ်ဖို့လည်းအရေးကြီးပါတယ်ကိုကဒါကိုယ့်ရဲ့ဝင်ငွေကဘယ်လောက်ရှိသလဲကုန်ကြစည်းတလားတလားကိုဘယ်လောက်ကုန်သလဲတနည်းကိုဘယ်လောက်ထိကုန်သလဲဘလို့နေရာတွေကိုရှော့တုံးဆွဲလို့ရနိုင်မလဲဆိုတာတွေကိုသေချာပေါ့နော်မတန်တင်ပြီးတော့မှရှာဖွေပြီးတော့မှရှော့ချအောင်မှဖြစ်ပါတယ်ဝင်ငွေတွေကဆယ်ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းလောက်ကိုလတိုင်းစုဆောင်ဖို့အတွက်ဘတ်ဂျက်ထဲမှာရေးဆွဲထားအောင်မှဖြစ်ပါတယ် ဝင်ငွေရလာပြီဆိုလို့ရှိရင် investment ကိုစလုပ်ဖို့လည်းမမေ့သင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ investment မလုပ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေတွေဟာတိုးပွားနိုင်ခြင်းမရှိတဲ့အပြင်ကိုတန်ဖိုးကြတာကိုခံရမှာဖြစ်ပါတယ်။အစပိုင်းမှာ invest လုပ်ဖို့ဆိုရင်တခြားပေါ့နော်ဝေးဝေးလန်လန်အမြတ်တွေများမဲ့ crypto တို့ဒီ high growth stock တွေနောက်ကိုတိတ်ပြီးတော့မစဉ်းစားပါနဲ့အောင်။ဒီဈေးသက်တာတဲ့ low cost index fund ဒါမှမဟုတ်ရင် ETF ပေါ့နော်အဲ့လိုမျိုးတစ်ခုခုမှအရင်ဆုံး invest လုပ်နိုင်ပါတယ်။ နာမည်အကြီးဆုံးပေါ့နော်လူအသုံးများဆုံး ETF တွေကတော့ S&P 500 ETF ရှိမယ် Total Stock Market ETF တွေရှိပါတယ် VOO တို့ VTI တို့ဖြစ်ပါတယ်စစချင်းမှဆိုလို့ရှိရင်နည်းနည်းလေးနဲ့ပေါ့နော်ငွေရ30လား50လား100လားအဲ့လောက်ပဲဆိုရင်လည်းစပြီးတော့မှ invest လုပ်ပါမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ကိုယ်လက်ထက်မှာထားတဲ့ကိုယ့်ရဲ့ emergency fund တို့ပြီးရင်ရေရိုကာလမှာသုံးစွဲဖို့လိုတဲ့ငွေတွေဆိုရင်ကြတော့ stock secret လိုမျိုးနေရာမှာ invest လုပ်ဖို့မသင့်တော်ဘူးပေါ့နော်။အဲ့လိုငွေတွေအတွက်ကတော့အတိုးပိုရတဲ့ပေါ့နော် high yield saving account လိုမျိုးပြီးရင် money market fund လိုမျိုးထဲမှာထည့်ထားရင်ပို့ပြီးတော့ကောင်းပါတယ်။ရေရိုကာလမှာလိုအပ်တဲ့ငွေတွေဆိုတာကတော့ emergency fund လား၊ခီးထွက်ဖို့လား၊နောက်တစ်ခုမင်္ဂလာဆောင်ဖို့လား၊ကားဝယ်ဖို့လား၊နောက် အိမ်ဝယ်ဖို့အတွက်ပေါ့နော်ဒေါင်းပေးမန့်စုနေတာလားအဲ့လိုမျိုးပတ်စံတွေဆိုရင် stock market ထဲမှာမထည့်ပဲနဲ့ဒါအတိုးပေါ့နော်နှုံကောင်းကောင်းရတဲ့ဒါငွေစုအကောင့်တွေမိထဲမှာဒါထားတင်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့လူငယ်တွေအနေနဲ့ဆိုလို့ရှိရင် budget လုပ်ပြီးငွေသုံးဆွဲပြီးတော့မှဒါ lifestyle inflation ဆိုတဲ့ပေါ့နော်များများရတိုင်းများများသုံးတဲ့ပုံစံမဖြစ်အောင်သတိထားမှာဖြစ်ပါတယ် ပို့ပြီးတော့အရေးကြီးတာကတော့ဝင်ငွေကမများဘူးအတုံးစည်းကပို့ပြီးတော့များများလာတဲ့ဆိုလို့ရှိရင်ငွေချေးတိုးတက်မှုမရှိနိုင်တဲ့အန္တရာယ်ဆက်ကွင်းတွေကိုရောက်သွားနိုင်ပါတယ်ဒါကိုအထူးပဲသတိထားသင့်ပါတယ်တော့ငွေချေးနဲ့ပတ်သက်တဲ့ဒါဘဝသူတရဲ့ကြွမ်းကျင်မှုတွေကိုလေ့လာသင်ယူရမှာဖြစ်ပါတယ်ငွေအကြောင်းကလေ့လာဖို့ကအလွန်ပဲအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ ငွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တသက်လုံးကကိုကဒါငွေကိုထိတွေ့နေရမှာဖြစ်ပါတယ်ငွေအကြောင်းကိုမသိဘူးနားမလည်ဘူးမစီစမံတတ်ဘူးဆိုလို့ရှိရင်ကို့အတွက်ကဒါကောင်းကျိုးတွေရဖို့နေသွားမှာဖြစ်ဖြစ်ပါတယ်လူငယ်တယောက်အနေနဲ့ပေါ့နော်ကိုကငွေချေးတို့တက်ဖို့အတွက်လုံနေတယ်ဆိုလို့ရှိရင်အလုပ်တစ်ခုတည်းကိုပဲအာယုံစိုက်တာထက်ကိုတခြားတော့ပေါ့နော် side hustle ဆိုတဲ့အပိုးအလုပ်လေးတွေအပိုးဝင်ငွေလေးတွေရအောင်လုပ်တာကလည်းပိုပြီးကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဝင်ငွေအပိုးရှိလာတဲ့အခါမှာဒါ တလောက်ဒေါ်လာ100ပဲဖြစ်ဖြစ်ကိုကဒါအကျွေးဆက်ဖို့သုံးလို့ရတယ်ပို့ပြီးစုဆောင်းလို့လည်းလုပ်နိုင်မှာဖြစ်ပါတယ်ဝင်ငွေလမ်းကြောင်းအပူတွေလည်းတိတိတတ်တာရှိလာနိုင်ပြီးတော့ဝင်ငွေတစ်ခုတည်းကိုအားကိုးနေရတဲ့ risk ကိုနည်းသွားစေပါတယ် personal finance အကြောင်းနဲ့ပတ်သက်ပြီးတော့ကိုကအခြေခံတွေကိုပြည့်ပြည့်စုံစုံတနေရာထဲမှာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့တစ္ဆက်သူကပေါ့နော်ဒီ online video class တင်တန်းလေးဖွင့်ထားတာရှိပါတယ်အဲ့ဒီအတင်တန်းလေးကိုအနေငယ်မိတ်ဆက်ပေးကြပါတယ် Good Life Academy ဆိုတဲ့ပေါ့နော် Facebook page နဲ့ပေါ့နော်တင်နန်းကိုဖွင့်ထားတာဖြစ်ပါတယ်တင်နန်းကြော်ညာပေါ့နော် page မှာကြည့်နိုင်ပါတယ်အဲ့ဒီတင်တန်းမှာဆိုလို့ရှိရင်တင်တန်းကြီးအနေနဲ့ဆိုရင်လည်းဒါကိုအပြင်ထွက်ပြီးမုံစားတဲ့လောက်တောင်မှမကုန်နဲ့ပေါ့နော်တင်တန်းကြီးလေးနဲ့ဖွင့်ထားပေးတာဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့ personal finance အကြောင်းကိုလူတွေများများပေါ့နော်အာလေ့လာနိုင်ဖို့သိရှိနိုင်စေဖို့ပဲဖြစ်ပါတယ် အဲ့ဒီတင်တန်းလေးကိုတက်ချန်နဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီ Golai Academy page ပေါ့နော်ရဲ့ Messenger ကနေပြီးတော့မှဆက်သွင်းနိုင်ပါတယ်စုံစမ်းနိုင်ပါတယ် page link ကိုလည်း description နဲ့ဒါ pin comment မှာတွဲထားပေးပါတယ် long term အတွက်ပေါ့နော်ကိုယ့်ရဲ့ငွေရေးချေးရေးဘဝတသက်တာမှာတိုးတက်ဖို့အတွက်ဆိုရင်ကြတော့ပထမဦးဆုံးစဉ်းစားရမှာကတော့ retirement ဖြစ်ပါတယ်အငြိမ်းစားယူဖို့အတွက်ပေါ့နော်ငြိမ်းစားယူရဲဆိုတာကတော့ ငယ်ကလေးကနေပြီးတော့ကိုကစီစဉ်ချပြီးတော့စုဆောင်ပြီးတော့မှရင်းနှီးမြှုပ်နှံခဲ့လေပိုကောင်းလေပဲဖြစ်ပါတယ်။ကိုကအမေရိကန်ကလူဆိုလို့ရှိရင်ကိုရဲ့ဒီအလုပ်လုပ်တဲ့ပေါ့နော် နေရာကနေဖွင့်လို့ရတဲ့ 401k လိုမျိုးအကောင့်နေထဲမှာပတ်စံကိုထည့်ထည့်ပြီးစုသွားမယ်လာတိုင်းပေါ့နော်။နောက်ပြီးတော့ဒီ IRA လိုမျိုးအကောင့်တွေလည်းရှိမယ်ပေါ့နော်။ကိုနဲ့တင့်တော်တဲ့အကောင့်ဖွင့်လို့ရတဲ့အကောင့်တစ်ခုခုကိုဖွင့်ပြီးတော့မှငြိမ်းစားယူဖို့အတွက်ငွေကိုစုရမှာဖြစ်ပါတယ်။ အဲ့ဒီထက်မှစုဆောင်တဲ့အခါမှာဆိုရင်အခွန်တက်တာခွင့်နေရှိမယ်။အလုတ်ရှင်ကကိုယ့်ကိုဇာတူထည့်ပေးတယ်ဆိုလို့ရှိရင်လည်းဒါပို့ပြီးတော့မှငွေကိုစုမိစေပါတယ်။အဲ့ဒီငွေတွေကိုဒါရေရှည်အတွက်စိတ်ချရတဲ့ပေါ့နော် S&P 500ရဲ့ Index ETF လိုမျိုးနေရာတွေမှာလည်း invest လုပ်သွားပေးဖို့လိုပါတယ်။စင်ကူမှာဆိုရင်လည်းဒါ CPF ဆိုပြီးတော့မှငွေစုရတဲ့အကောင့်ရှိတယ်ပေါ့နော်။အဲ့လိုအကောင့်နေတဲ့ကိုကိုယ့်ရဲ့လစာတွေကနေပြီးတော့မှ တန်းနိုင်သမျှများများဖြည့်ပြီးတော့မှဆုသွားနိုင်တယ်ဆိုရင်ဒါ retirement အတွက်ကစိတ်ပူစရာမလိုတော့ပါဘူးနောက်တစ်ခုကတော့ invest လုပ်ရမှာ ဖြစ်ပါတယ် invest လုပ်တဲ့အခါမှာဒါရေရှည်စီမံကိန်းနဲ့ပေါ့နော်အနည်းဆုံး၅နှစ်အများဆုံးကတော့ကြာကျင်တဲ့လောက်ကြာတဲ့အချိန်ရှိတယ်ပေါ့နော်ကာလအတွက်ကို invest လုပ်တဲ့အခါမှာဆိုရင်ကိုကလစာဝင်ငွေပဲရှိတယ်ဆိုရင်လစာတဲကနေပြီးတော့မှဒါထည့်တွင်ပြီးတော့ invest လုပ်ရမှာဖြစ်ပါတယ် stock လား ETF တွေလား ဒါမှမဟုတ်ရင်အင်ချမ်းမြေဘက်ကိုပေါ့နော် invest လုပ်မှာလားဆိုပြီးတော့မှလောက်ရမှာဖြစ်ပါတယ် investment နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်နေရာစုံမှာပအောင် invest လုပ်ဖို့ကလည်းအရေးကြီးပါတယ်။အင်ဝယ်တဲ့ထဲမှာလည်းပတ်စံကိုရင်းထားမယ်ပြီးတော့ stock စည်းကွက်မှာလည်းထည့်ထားမယ်။တခြားတော့ပေါ့နော် ရေဒိုကာလအတွက်စိတ်ချရတဲ့နေရာတွေမှာလည်းရင်းထားမယ်ငွေစုအကောင့်တွေထဲမှာထားမယ်ဆိုပြီးတော့လောက်ရမှာဖြစ်ပါတယ်။ လူငယ်ဖြစ်တယ်ဆိုလို့ရှိရင်ကိုကဒါအမြဲတမ်းဒါတိုးတက်မှုကရှိနေမှာပေါ့နော်ဒီတိုင်းပဲငွေငွေကလည်းရက်နေမှာမဟုတ်ပဲねတိုးလာမှာဖြစ်ပါတယ်ဝင်ငွေတွေတိုးလာမဲ့အခါမှာဆိုရင်စုဆောင်တဲ့နှုန်းတွေ invest လုပ်တဲ့နှုန်းတွေကိုပိုတိုးအောင်ကြိုးစားတင်ပါတယ်။ lifestyle inflation တွေတိုးလာတာတွေကိုတော့မဖြစ်အောင်သတိထားရမှာဖြစ်ပါတယ်။ကို့အနေနဲ့ကအိမ်ဝယ်ခြင်းနဲ့ဒါမှမဟုတ်ရင်နောက်ထပ်ပေါ့နော်ငွေကုန်ကြေးကျများမဲ့ပေါ့နော်ပညာရေးတစ်ခုခုကိုဆက်ပြီးသင်ယူခြင်းနဲ့ဘွဲတွေယူခြင်းနဲ့ ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတစ်ခုခုကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်လိုအပ်တဲ့အရင်းငွေပမာဏငွေပမာဏကအများနိုင်ပါတယ်။အဲ့လိုငွေတွေအတွက်ဆိုရင်ငါကြတော့ကိုကလာခစားဖြစ်တဲ့အတွက်ကြောင့်မလို့တလားတဲ့တနစ်ထဲနဲ့စုဆောင်လို့ကအဆင်ပြေချင်မှပြေမယ်ပေါ့နော်။အဲ့လိုမျိုးပန်းနိုင်တွေအတွက်ဆိုရင်ကြတော့ဒါကိုကတည်တည်ချာချာပလန်ချပြီးတော့မှပေါ့နော်။ငွေဘလို့စုမလဲဘလို့ချင်းငွေတွေကိုရယူနိုင်မလဲအတိုးနဲ့အောင်ဘလို့လုပ်မလဲဆိုတာတွေကိုလောက်အောင်မှဖြစ်ပါတယ်။နှစ်တိုင်းမှာကိုကဘယ်နေရာတွေမှာဘလောက် invest လုပ်ထားသလဲ။ ခြေနေဘလို့ရှိတယ်လဲဆိုပြီးတော့မှပြန်ပြီးသုံးသက်ဖို့လိုပါတယ်လိုအပ်တဲ့အခါမှာလည်းဒါမျှကြေချပြီးတော့မှပေါ့နော်လိုတိုပို short လောက်ပြီးတော့မှ rebalance ဖြစ်အောင်လုပ်အောင်မှဖြစ်ပါတယ်နောက်တစ်ချက်ကတော့ insurance ပေါ့နော်အာမခံတွေဖြစ်ပါတယ်အာမခံတွေကတော့ဒါကိုယ့်ကိုဒါအကအကွယ်ဖြစ်စေဖို့အတွက်ပေါ့နော်တခုခုကြောင့်ကျမရေးအခြေအနေမကောင်းမှုဆိုရင်ကိုယ့်ရဲ့စုဆောင်ထားတဲ့ပတ်စံတွေမဆုံးရှုံးအောင်ပြီးတော့ ဒါကုန်ကျစရိတ်တွေအများကြီးမကြုံရအောင်လို့အာမခံတွေရှိသင့်ပါတယ်။ရေရှည်အတွက်ဆိုလို့ရှိရင် passive income တွေကိုတည်ဆောက်ဖို့လည်းလိုပါတယ်။ passive income အနေနဲ့ဆိုရင် investment တွေကနေ dividend ပေးတယ်ဆိုလို့ရှိရင် dividend တွေရမယ်ပြီးရင်ငါဝင်ငွေရှာပေးတဲ့ rental properties တွေကနေလဲ passive income တွေရနိုင်ပါတယ်။တခြားတော့ကိုကပေါ့နော်။ဝါဒနာပါတဲ့အလုပ်ပဲဖြစ်စေ၊ကျွမ်းကျင်တဲ့အလုပ်တစ်ခုခုပဲဖြစ်စေအပိုလောက်ရာကနေပြီးတော့မှ passive income တွေလည်းရနိုင်ပါတယ်။ ရေးကြီးဆုံးအချက်ကတော့အမြဲတမ်းလေးလာသင်ယူနေရမှာဖြစ်ပါတယ်လုံလုံနေတဲ့ခါမှာလုံနေပတ်သက်တာတွေတိုးတက်အောင်မြဲကွာဒါကိုကိုကိုတိုးတက်အောင်လုံနေရမှာဖြစ်တယ်လို့ငွေကြေးနဲ့ပတ်သက်တာတွေကိုလည်းအမြဲလေးလာပြီးတိုးတက်အောင်လုပ်ရမှာပါခုတင်ဆက်ပေးခဲ့တာကတော့ရေတူရောရေရှိကာလမှာပါဘဝတသက်တာအတွက် ငွေကြေးတိုးတက်စေဖို့အတွက်လုပ်နိုင်တဲ့အကြောင်းလေးတွေကိုနိုင်ငံဆွေးနွေးကြတာပဲဖြစ်ပါတယ်။ Like ကိုနှိပ်ပြီး Channel ကိုအားပေးနိုင်ပါတယ်။ Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်။ဘဝတသက်တာအတွက်ငွေကြေးအောင်မြင်မှုတွေပိုင်ဆိုင်နိုင်ကြပါစေ။နောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါစို့။